နူဘူတဲဟိုတယ်ကမင်္ဂလာပွဲမှာထိုင်းကုန်နေရအဆင်မပြေလို့ပြန်သွားရတဲ့ဧည့်သည်တွေကိုတို့သားတို့သမီးကိုစားတောင်းပန်ချောင်းပြောလာခဲ့တဲ့တရုတ်ဆောင်ဟေးဝီယန်ရဲ့ဖခင်ဦးဝင်းကိုမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကနိုဘိုတဲဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ဟေးဝီယန်နဲ့ဆိုဗီယက်တစင်တို့ရဲ့စူလျားရစ်ပတ်လက်ထက်မင်္ဂလာပွဲမှာထိုင်းကုန်နေရအဆင်မပြေမှုကြောင့်ဧည့်သည်တို့နေရာမရပဲပြန်သွားခဲ့ရတယ်လို့သိရပါတယ် တရုတ်ဆောင်ဟေးဝေယံရဲ့ဖခင်ဖြစ်သူဦးဝင်းကိုက တားဖြစ်သူတရုတ်ဆောင်ဟေးဝေယံနဲ့ချွေးမဖြစ်သူတရုတ်ဆောင်ဆိုပြေသစင်တို့ရဲ့ Novotel Hotel မှာကျင်းပပြုလုပ်တဲ့ဆူလျာရှိပတ်ထိန်းမြမင်္ဂလာပွဲမှာထိုင်းကုန်းနေရအစင်မပြေမှုကြောင့်နေရမရဖြစ်ပြီးပြန်သွားရတဲ့ဧည့်သည်တွေကိုတားနဲ့သမီးကိုစားတားမှန်စကားပြောလာခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါနေ့ကပွဲအခမ်းအနားကို ballroom အပြင်တခြားအခန်းတွေလည်းစီစဉ်ထားခဲ့ပေမယ့်အကောင်လုံးက ballroom ထဲမှာပဲနေရာယူကြသလိုဖြစ်သွားခဲ့ပြီးထိုင်ကုန်နေရာသူ့နေရာနဲ့သူမထိုင်ရပဲတချို့သောသူတွေပြန်သွားကြရတယ်လို့ကြားသိရပါကြောင်းဒီကိစ္စအတွက်လည်းတောင်းပန်ပါကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ် ဟေဝိယံနဲ့ဆိုဖီသင်းတို့ရဲ့မင်္ဂလာအခမ်းပွဲကိုတရုတ်ဆောင်ဟေဝိယံတို့ဘက်ကမင်္ဂလာပွဲ6ပွဲအထိကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပြီးအဆိုပါမင်္ဂလာပွဲတွေကမှအရေးပါဆုံးဖြစ်တဲ့ဆူလျာရှိဘက်ထိမ်းမြားမင်္ဂလာပွဲကိုတော့ဖိတ်ကြားကြတဲ့ပရိသတ်တွေတော်တော်များများကတက်ရောက်ခဲ့ကြပေမယ့်ထိုင်းကုန်နေရာမရလို့ပြန်သွားကြရတဲ့အခြေအနေမျိုးကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ ဟိဝင်ရန်တို့ဘက်ကလည်းဖိဆာတစားကို၂ရောက်နှုံးမှန်းခဲ့ပေမဲ့တချို့သောမိသားစုဝင်တွေက၅ရောက်လောက်အထိလာတာဖြစ်သွားလို့နေရာစီစဉ်ထားတဲ့အတိုင်းမဖြစ်ပေအခုလိုလစ်ဟာသွားတာဖြစ်တယ်လို့လည်းဦးဝင်းကိုကရှင်းပြထားတာပဲဖြစ်ပါတယ်ဟေဝိယံရဲ့ဆိုပြေသင်းတို့နှစ်ယောက်ဟာနှစ်ယောက်စလုံးကအနုပညာလောကကဖြစ်ပြီးနာမည်ကျော်တရုတ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတာကြောင့်တယောက်လာကြတဲ့အနုပညာရှင်တွေလည်းအမြောက်အများရှိခဲ့သလိုထိတ်တန်းတရုတ်ဆောင်မင်းသားမင်းသမီးတွေနဲ့ဇက်ဖို့ဆက်ရံတွေလည်းပါဝင်ခဲ့လာပဲဖြစ်ပါတယ်။